အရိမတေယမြတ်စွာဘုရားတရားဟောတဲ့အခါမှာဘယ်မြို့ဘယ်တော်ဘယ်တောင်ထဲမှာပဲဟောဟောစัจ java လာတိုက်တသောမှရှိတဲ့နတ်တွေလူတွေဟာရုပ်ပုံတော်ကိုလည်းပူဇာရလိမ့်မယ်အတန်တော်ကိုလည်းကြားကြရလိမ့်မယ်အရိမတေယမြတ်စွာဘုရားကဟိုးအဝေးကြီးတောထဲမှာတရားသာဟောနေတယ်ဒါပေမဲ့လို့အဲ့ဒီမြတ်စွာဘုရားရှိတဲ့အရာကဗုဒ္ဓရဲ့ပုံတော်ဗုဒ္ဓရဲ့အတန်တော်ကို ဘယ်မြို့ဘယ်ကျွတ်ဘယ်ဒေသမှာပဲနေနေအကုန်လုံးကူးတွေ့ကြရတယ်တဲ့အရိမေတ္တရာမြတ်စွာဘုရားရှင် ကိုတော်မြတ်ဘယ်အရာမှာတရားဟောဟောရုံမြင်တန်ကြာအရိမေတ္တရာမြတ်စွာဘုရားတဲ့အေးဒါကြောင့်မလို့ဘုရားရှင်ရဲ့တကူတော်ကြောင့်မမြင်ခြင်းလို့မျက်စိတွေပိတ်ထားလို့လည်းမရဘူးတဲ့မကြားခြင်းလို့နားတွေပိတ်ထားလို့လည်းမရဘူးတဲ့ နောက်တဲ့ကခြေသားသားရိဗုဒ္ဓရာအဲ့ဒီအရိမတိယမြတ်စွာဘုရားရှင်ကိုရောမြတ်လက်ထက်တော်မှာဖယပြိုင်းနဲ့ဝါရပြိုင်းနဲ့တခုမှမရှိဘူးတဲ့ဟာဘုန်းကြီးတို့ဂေါတမမြတ်စွာဘုရားကတော့ပြိုင်လိုက်တဲ့ဘုရားတွေဘုရားကြီး၆ဆူမဂ္ဂလိဂောတာလပကုဒကင်ဆာယနာဗေလထတိသသနိတိကန္တနာတပုဒ္ဒဆိုပြီးတော့ဟာဘုရားလက်ထက်ကတော့ဒီမိစ္ဆာဒိဋ္ဌိကြီးတွေကလည်းဘုရားကိုအပြိုင်အဆိုင်လုပ်ပြီးတော့ဝါဒတွေဖြန့်ခဲ့တာ အရိမတိယမြတ်စွာဘုရားရှင်ကိုရောမြတ်လက်ထက်တော်မှာဖယဲပြိုင်ဝါဒပြိုင်မရှိဘဲနဲ့ဗုဒ္ဓဘာသာတစ်ခုတည်းပဲရှိလိမ့်မယ်။သိသွားတဲ့လူတွေဟာနိဗ္ဗာန်ကိုဝင်ရင်ဝင်မဝင်ရင်နတ်ပြည်ဗမာပြည်ကိုပဲသွားကြလိမ့်မယ်တဲ့ငရဲသွားတဲ့လူ မရှိဘူးတဲ့။ဘယ်လောက်ကောင်းတော့ဆိုတာအရိမတိယဘုရားလက်ထက်မှာ။ နတ်ပြည်ဘုရားပြည်ကိုပဲသွားကြလိမ့်မယ်ငရဲသွားတယ်လို့မရှိဘူးတဲ့ဓမ္မရှင်ဘုရားအပယ်လေးဘုံမှာအပယ်ဘုံသူအပယ်ဘုံသားငရဲဘုံသူငရဲဘုံသားတွေမရှိဘူးလားဆိုတော့အသက်မရှိဘူးတဲ့အဟောင်းတွေပဲရှိတယ်တဲ့ဘာတွေပဲရှိတယ်အဟောင်းတွေပဲရှိတယ်တို့ကအဲ့ဒီအဟောင်းစည်းရင်းထဲမှာပါဖို့အရေးကြီးတယ်အဲ့ဒီမရောက်သွားဖို့အရေးကြီးတယ် အခုဒီဘဝမှာအကုသိုလ်တွေလှုပ်သူများတက်တာသူပြည်ကိုသူသားမယားဆောကလေးမျိုးရတဲ့ဝဲရကြတဲ့ဟာလှုပ်ချင်တာတွေအကုန်လုံးတခါတည်းရှောက်ပါလှုပ်သွားငရဲရောက်သွားရောငရဲမှာခံနေတော်တော်နဲ့မလွတ်တော့အရိမတေးရမြတ်စွာဘုရားရှင်ကိုတော်မြတ်ပွင့်တော်မူတဲ့အချိန်မှာတော်မှငရဲကမကျွတ်နိုင်သေးဘူးဆိုရင်ပြေတတ်တယ်အဟောင်းထဲမှာပါသွားပြီအစ်စ်မလာဘူးတဲ့ငရဲခံနေတာအဟောင်းတွေကြီးပဲရှိနေတယ် ဖရာရှင်ရဲ့တကူတော်ကြောင့်32ဘုံဟာပရိသတ်တွေအကာယမရှိဘဲနဲ့အကုန်လုံးမြင်ရမယ်တဲ့အပေါ်ကမောကြီးနတ်တွေမြမာတွေနတ်စည်းစိမ်တွေခံစားတာကိုမြင်ရမယ်အောက်ကိုလှမ်းကြည့်ရင်လည်းပဲငရဲခံနေရတာတွေမြင်ရတော့ဘယ်သူမှအကုသို့မလုပ်ရဲတော့ဘူးတဲ့အခုဘုန်းကြီးတို့ကငရဲကမမြင်ရတဲ့အခါကျတော့ဘုန်းကြီးတွေစားတဲ့တာ ပြောတာငရဲရှိတယ် ငရဲခံရတဲ့အရဲတောက်တဲ့လူတွေပါးစားတဲ့တန်ယူပူတွေလောက်ထဲတဲ့ဒါပြောတော့ဟုတ်ရှင်မလဲဟုတ်မှာ။ဟိုကတကယ်ကိုပြနေတာ။ကြောင်းနေသောဘုရားတွေတဲ့ကုသိုလ်ကောင်းမှုတွေလုပ်တဲ့ပုံကိုယ်တွေနတ်စည်းစိမ်ခံစားရတဲ့နတ်ပြည်ဆိုတော့နတ်ပြည်မြင်မှုလားဆိုတော့လေကိုယ်လည်းမမြင်ဘူး။တရားတော်မှလည်းမမြင်ဘူး။ဘုန်းကြီးတွေလည်းစားတဲ့ပါတဲ့တိုင်းဟောရတာပဲ။အရိမတိယမြတ်စွာဘုရားရှင်ကိုရောမြတ်လက်ထက်တော်မှာအဲ့ဒီလိုမဟုတ်ဘူးတဲ့။၃၀တပုံကဒိုးရိုပေါက်ကြီးတဲ့အကုန်လုံးမြင်ရတယ်။ နတ်ပြည်ကိုလှမ်းကြည့်နတ်သမီးနတ်သားတွေနတ်စီတွေခံနေရတာမြင်ရမယ်မြမပြည်ကိုလှမ်းကြည့်မြမမင်းကြီးတွေနတ်စီတွေမြမစီတွေခံသားတာမြင်ရမယ်ငရဲကိုလှမ်းကြည့်ငရဲသူငရဲသားတွေအမလေးဘာလေးနဲ့ကဲပါယူပါတစားစားနဲ့အော်ဟိတ်နင်းယူပြီးတော့ခွေးနဲ့ကြီးတွေလိုက်ဆွဲတာလေအာကောင်းငင်ကနေတန်လျက်တွေကြလာတာဒီခန္ဓာကိုအပိုင်းမင်းပြတ်တာဒီသူတွေရှိတဲ့လက်မှန်မင်းကြီးပေါ်တက်တဲ့လက်မှန်တော်ငရဲတဲ့ ဘင်ဘုံကရဲတဲ့မစင်ချောင်းကြီးတဲ့မှာငါပြောဘူးလောက်ရှိတဲ့လိုက်လောက်ကြီးတွေတခါတည်းကြိုက်ပြီးတော့အမလေးပါလေးနဲ့အော်ဟင်ညင်းညူနေရတာတွေကိုမျက်စီနဲ့မျက်ဝန်းထင်တင်မြင်တွေ့နေရတဲ့အခါကျတော့ဘယ်သူမှအကုသိုလ်မလုပ်ရတော့ဘူးတဲ့ဒါကြောင့်မို့လို့အဲ့ဒီခေတ်ကလူတွေငရဲမကြတာလက်တွေ့ပြတာအဲ့မတရားမြတ်စွာဘုရားလက်တွေ့ကိုပြတာ ေးဒါကြောင့်မို့လို့အဲ့ဒီရမတိယမြတ်စွာဘုရားလက်ထက်တော်မှာလူတွေငရဲမရောက်ဘူးတဲ့အပဲလေးပုံမသွားတော့ဘူးတဲ့ဒါကြောင့်မို့လို့ဒီဖရာကိုလေဖူးကျင်ညလုံးလို့ဘုန်းကြီးတို့တောင်ဖီလာဆော်ကြီးတို့ဆိုရင်လည်းပဲဒီစုပဲတောင်းတာအရမတိယဖရာဖူးရပါလို့ဤဖူးရပါလို့ဤဖူးရပါလို့ဤတောင်ဖီလာဆော်ကြီးဆိုတာဓမ္မတော်ရေကူးတာတစ္ဆာဆိုနိုင်တာပဲတကယ်သီလဆွမ်းအားရှိတဲ့ပုဂ္ဂိုလ်ကြီးဟာ <laughs> နတ်ပြည်အထက်ဆုံးနတ်ပြည်ကိုဆူတောင်းလဲရတယ်ပရိသတ်ကြီးမတောင်းဘူးတောင်းပြီလားဆိုတော့ကြီးတောင်းသွားတယ်ဆူဟာဒီဘူဟာကနေမနေလို့သေရင်ခန္ဓာမရဏတောင်းမှာမင်းစုတကနှစ်ပန်းမင်းကြီးမှာယောဂစိုးနှစ်မင်းကြီးဖြစ်ရပါလို့ဤအတိဒီကာရူကောအလွန်အလွန်အသက်ရှိတော်သူယောဂစိုးနှစ်မင်းကြီးဘဝနဲ့အရိမတေးရဘုရားကိုဖိုးမှာအဲ့ဒီဘုရားလက်ထက်ရောက်တဲ့အခါကျတော့အရိမတေးရဘုရားကသူ့ကိုအဲ့ဒီမှာအဟိဘိက္ခုအေး ဘုရားဖြစ်လိမ့်မယ်လို့ဗျာဒိတ်ပေးမှာဆိုပြီးဒီစုတွေတောင်းသွားတာတောင်းပီလာစတော်ကြီးတို့ကြတော့တဲ့ဒီတော့အဲ့ဒီရမတိယမြတ်စွာဘုရားရှင်ကိုတော်မြတ်ရဲ့အရတ်တော်ဘလောက်ရှိပါတယ်လဲမြတ်စွာဘုရားလို့ရှင်သာရိပုတ္တရာကလျှောက်တော်ဘုရားရှင်ကိုတော်မြတ်ကခြေသားသားဒီပုတ္တရာအရိမတိယဘုရားရှင်ကိုတော်မြတ်ရဲ့အရတ်တော်ကအတောင်80တဲ့ရမတိယဘုရားအရတ်တော်ဘလောက်တယ်လဲမရေးတာရဲ့ တောင်80တော့ဘုန်းကြီးမှန်းကြည့်တော့ဟိုးမပြင်းတဲ့ဘက်ကဝဲစိန်တော့ရကဘုရားကြီးလောက်များရှိမလားမသိဘူးအတောင်80ဆိုတာနဲတဲ့တောင်ဟုတ်မယ်မြက်သွင်းတဲ့ခန်သွင်းတော့က9000စီးရှိတယ်နှရွက်တော့က9000လက်ချောင်းတစ်ချောင်းနဲ့ကြားမှာတထွာစီချားတယ်လက်ညိုးနဲ့လက်ညိုးနဲ့လက်ခလဲနဲ့ကြားကိုထွာကြည့်ရင်တထွာရှိတယ်တထွာချားတယ်ဘုရားတို့အခုကိုယ့်လက်ကိုပြန်ထောင်ကြည့်တာ တထွားဘာမှမချောက်ကတ်နေတယ်လက်တော်ဘလောက်ကြီးတုံးဆိုတာကြည်စမ်းမရသေးတယ်ခြေဘွားတော်ကအလျား၁၀တောင်ခြေမျက်စီကနေဒူတော်ထီအောင်ကအတောင်၂၀ရှိတယ်ခြေမျက်စီကနေဒူတော်ဒီအတောင်တွေဘုရားကြီးနည်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 းဘုရားကြီးမမဟုတ်တော့ဘူးသားဘုရားရှင်မဲလားဆိုတော့အဲ့ဒီခေလူတွေအရက်ကအတောင်၄၀တဲ့ဘုရားနဲ့တဝက်ရှိခဲ့တယ်လူတွေအရက်အတောင်၄၀ဆိုအိမ်ကြီးတွေလည်းဘလောက်ကြီးလဲကျောင်းကြီးတွေလည်းဘလောက်ကြီးမလဲစဉ်းစားကြည့်သား သင်္ကန်းကြီးတွေလည်းဘလောက်ကြီးမလဲဘုန်းကြီးတို့ဒါဖျားဟောင်းကိုမယုံလို့မရဘူးပြည့်တိုက်ကဲဘုန်းကြီးတို့အခုလက်တွေတခုပြမယ်ဘုန်းကြီးတို့85နှစ်တန်းလူတွေနဲ့ရှစ်ခေတ်ကလူတွေနဲ့မတူဘူးရှစ်ခေတ်ကလူတွေအခုပြူတို့တရိခိတ္တရာတို့ပကံတို့ကိုခြေဟောင်းသူတေသနာကအင်ဂျင်မှုဌာနကနေပြီးတော့ဗာဒီဖော်ထုတ်ညာဒီဖော်ထုတ်တော့ရလာတာလက်စွတ်တီးအဲ့ဒီသူတို့ခက်တုံးကပေါ်လာတဲ့လက်စွတ်ကြီးကြီးစမ်းကြီးကြီးတွေပဲ ဒါဖယားဟောဖို့ဘုန်းကြီးတို့ကမရှုံးလို့မရဘူးလေဘုန်းကြီးတို့ရှေ့ကလူတွေဟာအရာမောင်းထောင်းထောင်းမောင်းမောင်းအဲ့ဒီရှေ့ကလူတွေကအဲ့ဒီတည်းအရာမောင်းထောင်းထောင်းမောင်းမောင်းကောင်းတယ်အဲ့ဒီရှေ့ကလူတွေကအဲ့ဒီတည်းအရာမောင်းထောင်းထောင်းမောင်းမောင်းခန္ဓာကိုယ်ထွားကျိုင်းတယ်ဘာဖြစ်လို့လဲသူတို့စားရတဲ့အစာအဟာရတွေကအစီဩဇာပြည့်တယ်ဒါကြောင့်ခန္ဓာကိုယ်ပွင့်ပြိုးတာထွားကျိုင်းတာဒီနေ့ကဘာပြောလဲခလေးတွေဟာခန္ဓာကိုယ်ဖွင့်ပြိုးဖို့လို့ထွားကျိုင်းဖို့လို့ဘာရှိတွေတိုက်ပါညာရှိတွေတိုက်ပါဆိုပြီးတော့ နိုင်ငံတော်ကလည်းပဲကျမ်းမာရေးဌာနကလည်းကျင်ညာတာပဲဒီဆေးဝါးထုတ်တဲ့ကုမ္ပဏီတွေကလည်းပဲဒီကလေးကိုဒီဆေးတရင်အကောင်းတယ်အဲအယိုးအစစ်တမ်းမာတယ်ဘာညာဆက်ရှိသည်အပြင်ဒါဘုန်းကြီးတို့ကဆေးနဲ့ကူတာဟိုတုန်းကကုသကံနဲ့သူကံနဲ့သူအရမောင်းနေထွားကြခန္ဓာကိုယ်ကြီးကြီးထွားဒီလိုအဲ့ဒီတော့အဲ့ဒီခဲကလူတွေအရကတောင်40မွေးကားကခလေးကဘယ်နှတောင်ရှိမလဲ9000ရှိမယ်တဲ့ဆိုတော့ကိုယ်တော်ဖြစ်နိုင်မှာမလားဖြစ်နိုင်တယ် မွေးကာသားကလေး9000ဆိုတော့ဘုန်းကြီးတို့ကမကဘဲနဲ့မွေးကာသားကလေးရတယ်။ဟုတ်တယ်လေသူတို့ခန္ဓာကိုယ်ကမှအတောင်40တောင်ရှိတယ်ဆိုတော့သူခင်းတဲ့သူလိုက်အောင်ဒါဖြစ်ရတော့မှာပဲ။ယောက်ျားလေးဆိုရင်နတ်သားလေးလိုပဲတဲ့ပြေးသားရင်ချောလို့လှလို့မိန်းကလေးဆိုရင်လည်းပဲနတ်သမီးလေးလိုတဲ့နတ်သမီးနတ်သားလိုပဲတဲ့အရင်မတည်းရဘုရားလက်ထက်မှာယောက်ျားတွေလည်းချောတာပဲမိန်းမတွေလည်းချောတာပဲတဲ့ အလုံးဟာရုပ်ရည်တူကြတယ်တဲ့အမွာတွေလို့တောင်ထင်ရတယ်သူကြည့်လဲဒီရုပ်ပဲငါကြည့်လဲဒီရုပ်ပဲအဲရုပ်တူတယ်အကုန်လုံးချောတာချင်းတူတယ်အဲဒါရုပ်တူတာကတော့မကောင်းဘူးရုပ်တူတာမကောင်းတော့မှားပြီးသွားဆိုရင်ဒုက္ခအဲ့ဒါဟုတ်တယ်လေအဲ့ဒါမှားပြီးသွားဆိုင်ဒုက္ခမှားပြီးအဖေသွားခေါ်နေဒုက္ခကိုယ်အဖေမမသိသူ့အဖေမမသိရုပ်ချင်းတူတဲ့အခါကျတော့အဖေအဖေသူသွားခေါ်တော့ကိုယ်အဖေလည်းမဟုတ်ဘူးအဲ့ဒီလိုရုပ်ချင်းလည်းတူမယ် အမွားတွေလို့လည်းထင်ရတယ်ရိမတိယမြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့လက်ထက်တော်ပင်စတတမေဝတိပရိနိကာနိစာပါရိတာအိမ်အောင်ပြုတဲ့အရွယ်ဟာဘယ်ရွယ်တုံးဆိုရင် အသက်900တဲ့အသက်900မှအိမ်အောင်ပြုမယ်တဲ့အသက်ဘလောက်မှတယ်လဲအသက်900မှအိမ်အောင်ပြုမယ်တဲ့ခစ်ကိုကကွာလာတာဘုန်းကြီးတို့ခစ်က14နှစ်15နှစ်ပြုကြကုန်သူတို့ခစ်ကြတော့အသက်900မှအပြုလူမျိုး အသက်900ကျားမှအိမ်တော်ပြုတ်มาတဲ့အသက်900ရွယ်ရောက်မှအိမ်တော်ပြုတ်လိမ့်မယ်ပင်စတတမေဝတိပရိနိကာသပါရိတာဇနီးမောင်နှံအသက်900အရွယ်မှအိမ်တော်ပြုတ်ရတဲ့ဇနီးမောင်နှံတွေဟာခိုက်ရန်ဒေါသမရှိဘူးအိမ်တော်ရင်အမြဲသာရမယ်အမျိုးသမီးတွေဆိုရင်လည်းဗရမယနှောင်းနေခြေချင်းလက်ကောက်ဆွဲကြဘာဝိချင်းတယ်လေဝိချင်းနာမန္တမရတွေကို ရွှေအိုးကြီးတွေတဲကထုံယူပီးတော့ဝစ်စင်ယုံမဲတယ်ရွှေဝစ်ရှင်တဲ့အမျိုးသမီးတွေအောက်နာ အောက်နာဟမ်အဲ့ဒီခေတ်ကြမှာလိုချင်တာအကုန်လုံးသွားနှိုက်ထုတ်ရွှေစည်းကအခု လေးသိန်းကျော်နေတာအောက်နာသိမ့်မဝင်နဲ့လိုချင်တာသွားနှိုက်ပဲတဲ့အဲ့ဒီအိုးတွေကနေပြီးတော့ဗရမညာနှောင်းနေခြေချင်းလက်ကောက်ဆွဲကြဝစ်ချင်တာမန္တမယကိုရွှေအိုးကြီးတွေကသွားနှိုက်ပြီးတော့ယူယုံမဲတဲ့ အရိမတိယမြတ်စွာဘုရားရှင်ကိုတော်မြတ်ရဲ့လက်ထက်တော်ကြာမှာဟိုဆက်ထက်မဟုတ်ဘူးကျညာတဲ့ဟာလိုပေါ့ပိဒါဤအမလေးပတ်စံမြတ်ရှိလို့ကတော့တကုတ်လုံးကိုစိမ့်စီထားမယ်ဆိုတဲ့အတိုင်းအဲ့ဒီအရိမတိယဘုရားလက်ထက်ရောက်တဲ့အခါကျတော့မှတကုတ်လုံးတစ်ခါတည်းဆွေတွေကိုကြိုက်တလောက်ညွတ်အောင်ဝဲလေပင်ကျိုးအောင်ဆွဲရတယ်ကိစ္စမရှိဘူးအာမနာနဲ့အဲ့ဒီကြတော့ဘာဖြစ်လို့လဲတော့အရကအတောင်40တောင်ရှိတာဟုတ် ရက်ကတောင်းလေးတယ်နဲ့နဲ့လုံးလုံးအရာမောင်းကြီးမှမဟုတ်တဲ့ဥစ္စာကြီးကိုအဲ့ဒီတော့ပရိသဘင်လိုအပ်တာတွေကိုပရိသဘင်ကနေပြီးတော့စားဖို့ဝတ်ဖို့ဘာမှမလိုဘူးတဲ့ပရိသဘင်ကယူပြီးတော့သုံးဆောင်ရုံကဲကျမရင်းနဲ့ပတ်သက်လို့ပြောအောင်မယ်ရမတိယဘုရားလက်ထက်ကကျမရင်းနဲ့ပတ်သက်ရင်လည်းပဲယောဂဆိုလို့၃မျိုးပဲရှိမယ်တဲ့ယောဂဘယ်နှမျိုးပဲရှိမလဲဘုန်းကြီးတို့ခေအခုကြားဖို့နေတာ96ပါးတဲ့ ဘယ်လောက်တည်းလဲကတော့မကောက်200လောက်ဖြစ်နေပြီဟုတ်တယ် AID ရဲ့ယောဂတဲ့ဟာဗါတဲ့အသေးအောင်ဘီပိုးတဲ့အခုတခါဗါလဲကြက်ငှဲ့တုပ်ကွေးတဲ့ဘာတွေမှလည်းမသိယောဂတွေကဒီ96ပါးနေမကောက်အမျိုးပေါင်းက100ကျော်200လောက်မျိုးဖြစ်နေမလားမသိဆုတ်ကတ်ရဲ့တဘာဝကအဲ့ဒါပဲပရိသတ်ကြီးဘုန်းကြီးတို့တက်တန်းဆုတ်တဲ့ခင်မှာလူဖြစ်ရတာတွေကအဲ့ဒါတွေပဲ အဲ့ဒီတော့အရင်မတေးရမြတ်စွာဘုရားရှင်ကိုရောမြတ်လက်ထက်တော်မှာခြေသားသာရိပုတ္တရာဈာမရည်နဲ့ပတ်သက်လံယောဂါ၃မျိုးပဲရှိမယ်။ဘာယောဂါတွေလဲနံပါတ်၁ထမင်းမစားကျင်တာယောဂါတဲ့။ငါထမင်းမစားကျင်ဘူး။ငါထမင်းမစားကျင်ဘူးဆိုအဲ့ဒါယောဂါဖြစ်တာတဲ့။နောက်တက ထမင်းစားပြီလို့အစီရည်လို့အိတ်တာဟာယောဂါ။အိတ်ချင်တာယောဂါတဲ့။တော်တော်ထူးဆန်းတယ်သူတို့ခက်က ထမင်းမစားကျင်တာယောဂထမင်းစားပြီးတော့အစီရစ်တာယောဂအိတ်ချင်တာယောဂအဲ့ဒါတွေဖြစ်ရင်အဲ့ဒီခေတ်ယောဂဖြစ်ပြီးအဲ့ဒီခေတ်ကလူတွေယောဂဖြစ်တာလေငါထမင်းမစားကျင်ဘူးထမင်းမစားကျင်ဘူးဆိုရင်အဲ့ဒါယောဂဖြစ်တာတဲ့ထမင်းစားပြီးတော့အစီတွေရစ်ပြီးတော့ဖြစ်နေအဲ့ဒါယောဂဖြစ်တာတဲ့အိတ်ချင်တယ်ဆိုရင်ယောဂဖြစ်တာတဲ့ အဲ့တော့အရိမတရားမြတ်စွာဘုရားလက်ထက်ကယောဂာနဲ့အခုနိုင်ကြည့်ရင်ဘုန်းကြီးတို့မြန်မာပြည်မှာတန်း90ရှိတဲ့လူတွေကအကုန်လုံးယောဂာတွေကြီးပဲ။သမင်းကလည်းစားပြီးရင်စားကြည့်ရင်ပဲ။နောက်တကပါလဲအိတ်ဒါလည်းအိပ်ပြီးရင်အိပ်ချင်ရင်ပဲအိတ်ဒါလည်းယောဂာပဲတဲ့အစီရစ်ဒါလည်းယောဂာပဲတဲ့။အဲ့ဒီတော့တတော်ခင်မှာဆေးရုံဆေးကန်းဆရာဝန်လုံးဝမရှိဘူးတဲ့။ဆေးရုံဆေးကန်းဆရာဝန်လုံးဝမရှိဘူး။ဒီနေ့ခေတ် ပေါ်လိုက်တဲ့ယောဂဗေဒတည်းစေယုံစေကံဆရာဝန်တွေဆိုတာလဲပြောမနေနဲ့တော့ရန်ကုန်သွားကြည့်လိုက်စမ်းအထုပ်ကုစေကံကြီးတွေမှာဆိုင်းမုတ်တွေကိုမျက်နှာပြင်တစ်ခုလုံးပြည့်တာရေးထားတာအထုပ်ကုဆရာဝန်ကြီးတွေဆိုအမလေးဒီလောက်တံပိုးကြီးတဲ့ပတ်စံများများပေးရတဲ့စေကံများလူမရှိဘူးမထင်နဲ့သွားတက်ကြည့်တန်းကိုစီးနေတာပဲယောဂရှိတဲ့ပုဂ္ဂိုလ်တွေကလည်းကုန်လိုက်တဲ့ပတ်စံတောက်တောက်ကိုလည်းအဲ့ဒီတော့ အရိမတိယမြတ်စွာဘုရားရှင်ကိုရောမြလက်ထက်တော်နဲ့ဘုန်းကြီးတို့လက်ထက်တော်ဘုန်းကြီးတို့လက်ထက်ဘလောက်ကွာခြားတော့ဆိုတော့ဘုန်းကြီးတို့ပြေတကြည်ဘာဖြစ်လို့ကွာသွားတာလဲကွာမှာပေါ့ဘုခေကလူတွေကအသက်တသိန်းတန်းအရိမတိယမြတ်စွာဘုရားပွင့်တာလူတွေအသက်ဘလောက်မှာတသိန်းတန်းမှာပွင့်တာဆိုတော့ဘုန်းကြီးတို့က85နှစ်တန်းဘယ်လိုမှနှိုင်းလို့မရဘူးပြေတကြီးကွာခြင်းတိုင်းကွာတာပဲဘုန်းကြီးတို့ကဆုတ်ကံထဲမှာ အရိမတေယမြတ်စွာဘုရားရှင်ကိုရောမြပွင့်တော်မူရာကတသိန်းနာမှာဆုတ်ကရဲ့တဘာဝဘုကအကုန်လုံးဆုတ်လာတယ်အခုဘုန်းကြီးတို့ယောဂတွေထူတာလည်းမပြောနဲ့စားရတဲ့အစာအစာတွေထဲမှာဓာတုပေဒဆေးတွေနဲ့ဆိုင်ပြိုထုတ်လို့အာသင်္ဘောတိဆိုလည်းမကြီးကြီးအောင်ခါဆေးတွေတို့တရတိဆိုလည်းမမဲ့မဲအောင်ဆေးတွေတို့အဲ့ဒီလိုဓာတုပေဒဆေးတွေနဲ့ဓာတုပေဒနီးတွေနဲ့ဆိုင်ပြိုထုတ်လုပ်ထားတာဆိုတော့ ဓာတ်မတဲ့တာတွေခန္ဓာကိုယ်တွေသွားစုတဲ့အခါမှာယောဂဆိုတာဖြစ်တယ်တဲ့စားရတဲ့အစာအဟာရကိုမှီပြီးတော့လည်းပဲယောဂဆိုတာဖြစ်ပါလေအရိမတေယဘုရားရှင်ကိုယ်တော်မြတ်လက်ထက်တော်မှာယာတိဥဒုမှန်ကန်ပြီးတော့မူလီဝတညညွတ်တယ်လူတွေမဆိုင် မပြိုရဘဲနဲ့သူ့အလိုလိုတလေးစပါးပင်တွေက ပောက်ပေးရလိမ့်မယ် ဇဗာတစေကို3ထွာရှိနေတယ်ဇဗာစေတစေကိုဘယ်လောက်ရှိနေတယ်တဲ့3ထွာရှိနေတယ်ဘုန်းကြီးတို့ခေတ်ကဇဗာစီတွေနဲ့နှိုင်းကြည့်တယ်ဘယ်လိုမှကိုနှိုင်းလို့မရဘူးဇဗာတစေကို3ထွာရှိတယ်ဇဗာတပင်ကတီးတဲ့ဇဗာကိုဇဗာတပင်ကနော်ဇဗာတပင်ကတီးတဲ့ဇဗာကိုလှဲအစီပေါင်း8282စီးနဲ့တက်ယူရတယ်10ဧကဆိုရင်တော့တွက်တာကြည့်ပြီးတော့ဧတန် ပေါ်လိုက်တဲ့ဆံရည်သဘာဒါကြောင့်ဆံရည်သဘာပေါ်မြပါစေတိုင်းပြည်သားကြောင့်မင်းကောင်းတည်စေတို့ဒီကနေ့ခေတ်ကတော့ဆံရည်သဘာကလည်းသိတဲ့အတိုင်းဂိုင်းဒီတော့အရိမတေယျမြတ်စွာဘုရားရှင်ကိုရုံးမြရဲ့လက်ထက်တော်ဘုရားရဲ့တကောတော်ဘုံတော်ကံတော်ကဒီလောက်ဖဲလားဆိုတော့မကသေးဘူးတဲ့ အရင်မတရားဘုရားရှင်ကိုရောမြတ်ရဲ့တကောတော်ကြောင့်နေရဲ့ညရဲ့ဆိုတာမရှိဘူးတဲ့အမြဲတမ်းလင်းထိန်နေမယ်တဲ့နေညမရှိဘူးတဲ့အမြဲတမ်းကြီးလင်းနေတာတဲ့ကမ္ဘာလောကကြီးဟာအဲ့တော့ဘုန်းကြီးတို့ပြည်သားစဉ်းစားပေါ့အရင်မတရားဘုရားလက်ထက်မှာမီးမလာတာလည်းမပူအောင်ကြောင်းနိုင်လည်းမလို့နေညမပြအမြဲတမ်းလင်းထိန်အဲမေးတရားရှိရင်ရှင်မင်းကနေနေညဘယ်လိုလုပ်ခွဲမလဲ နေနေညဘယ်လိုလုပ်ခွဲမလို့ဆိုရင်အဲ့ဒီခက်ကလူတွေကပန်းတွေကိုကြည့်တယ်တဲ့ဘာကိုကြည့်အေးမိလေကင်းမှာပွင့်နေပန်းညဘက်မှာပွင့်နေပန်းသူကြပါတော့ညမွေးပန်းဆိုလို့ချင်းညဘက်မှာမွေးတာညဘက်ပွင့်ညမွေးပန်းညအနှံ့ထွက်လာတာ ਨੇ ဟောဒါညရောက်ပြီဒီလိုသူတို့ခက်ကအဲ့ဒီလူတွေပေးတာညမှာမွေးတဲ့ပန်းတွေနောက်တခုကျင်းငဲ့တည်းရဲ့အိတ်တန်းစင်အိတ်တန်းတက်တာကိုကြည့်ပြီးတော့ ဒါနေဝေဒါညပဲလို့တလိဆန်တည်းရဲ့အိတ်တန်တတာကိုကြည်ပြီးတော့ခွဲခြားလို့ရတယ်။အဲ့ဒီလိုမြတ်စွာဘုရားကအရိမတိယဘုရားရှင်ရဲ့တကူတော်တွေကိုရှင်သာရိပုတ္တရာမထေရသူများကိုခေါ်တော့ရှင်သာရိပုတ္တရာကအစတိယဝတ္တဘောအံဩဝေယကောင်းလိုက်တာမြတ်စွာဘုရားအံဩဝေယကောင်းလိုက်တာမြတ်စွာဘုရားဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားအရိမတိယမြတ်စွာဘုရားဟာ ဘယ်လိုကုသိုလ်မျိုးတွေကိုဖြည့်ခြင်းရှိဘူးကဲ့လို့ယခုလိုဘုံတကုအာနုဘောတွေအလွန်လွန်ကိုကြည့်ရပါတယ်မြတ်စွာဘုရားလို့ဘုရားရှင်ကိုရောမြတ်ကိုတယောက်ထားတယ်တဲ့ရှင်မင်းအဲ့ဒီအရိမတေးရဘုရားကဘာကုသိုလ်တွေလုပ်ခဲ့လို့လဲဘုရားသူကုသိုလ်ကြီးကလည်းတပိတော့တည်တင်လိုက်တာလို့မြတ်စွာဘုရားကိုလျှောက်တော့မှာဘုံတော်၆ပါးတခင်တပိညုဘုရားရှင်ကိုရောမြတ်ကစေတသားတာတိဗုဒ္ဓရာ အရိမတေယဘုရားအလောင်းဟာတခုသောဘဝမှာအိန္ဒပတ္တနဂိုပြည်မှာစัจ java ဝရမင်းဖြစ်ဘူးတဲ့စัจ java ဝရမင်းဖြစ်ဘူးတော့အဲ့ဒီစัจ java မင်းဘွားကတော့ကမြတ်စွာဘုရားရှင်ရဲ့တရားတော်ကိုနာကြားတရားဝဲကြီးရှိတော့တရားသွားနာတာအိန္ဒပတ္တနဂိုပြည်မှာစัจ java မင်းကြီးဖြစ်စဉ်ကတရားသွားနာရင်းနဲ့တရားတရားတွေဖြစ်ပေါ်လာတယ်တရားတရားတွေဖြစ်ပေါ်လာပြီးတော့ဓမ္မပူဇာ ဖျားခေါ်တဲ့တရားကိုပူဇော်တဲ့အနေနဲ့သူ့ရဲ့ခေါင်းကိုသူကိုယ်တိုင်ဖြတ်ပြီးတော့လှူခဲ့ဘူးတဲ့ခေါင်းဖြတ်လှူခဲ့တာကုသိုလ်ကံကဘာကိုပူဇော်တာလို့ဆိုရင်တရားကိုပူဇော်တာအေးအဲ့ဒီခေါင်းမဖြတ်ခင်မှာဆုတောင်းသွားတာဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားတပည့်တော်ရဲ့ဟောဒီဥခေါင်းကိုဖြတ်ပြီးတော့မြတ်စွာဘုရားကို လှူရတဲ့ကုသိုလ်ကောင်းမှုကြောင့်တပည့်တော်ဖျားဖြစ်တဲ့အခါမှာနေရညရလို့မရှိဘဲနဲ့နေရညပါလင်းထိန်ပြီးတော့နေပါစေသားမြတ်စွာဘုရားလို့ဆူတောင်းပြီးတော့ခေါင်းဖြတ်လှူခဲ့တဲ့ဒါနပရမတ္ထပါရမီကုသိုလ်တူဖြစ်ပါတယ်လို့ဘဂဝါဘုန်းတော်ခြောက်စုအောင်လန်းသူဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကအဝေါ်စာကရုဏာရှိသမေတ္တာအားဖြင့် မိန်ကြတော်မူလိုက်ပါပေသတည်း